ရှင်တို့အမျိုးသားလေကျမတခုလောက်ပြောချင်တယ်တခါတလေမှာကိုယ့်ကိုအရန်ချက်တဲ့အမျိုးသမီးကိုယ့်ကိုအဲဘယ်အချိန်မှဆိုရင်ဂယုဆက်တဲ့အမျိုးသမီးအာကိုကချော်လိုက်လို့ရှိရင်ခဏလေးနဲ့အာစိတ်ကောက်ပြေတဲ့အမျိုးသမီးအာကိုအတွက်ဆိုရင်ဈေးပေါနေတယ်ပဲပဲပြောလိုက်မှာပေါ့နော်ကိုအတွက်ဆိုအမြဲဈေးပေါနေတယ်လို့ဖြစ်နေတဲ့အမျိုးသမီးတွေကလေရှင်တို့အတွက်ပဲဈေးပေါတာတည်လားရှင်တို့ချစ်လို့ရှင်တို့တယောက်တည်းကိုချစ်လို့ရှင်တို့တယောက်တည်းအတွက်ပဲဈေးပေါတာ ကျန်တဲ့အမျိုးသားတွေအတွက်ဈေးပေါနေတဲ့မိန်းမတော့မဟုတ်မိန်းမတိုင်းကသူ့တန်ဖိုးနဲ့သူရှိကြတယ်အဲ့တော့ကိုချစ်တဲ့သူတွေကိုချစ်တဲ့သူကိုဆိုကိုဘာပဲပေးရပေးရကိုချစ်တဲ့သူတက်ဆိုကိုဘာပဲလုပ်ပေးရလုပ်ပေးရဈေးပေါနေတာမျိုးကိုရှင်တို့ကအထင်သေးတာမျိုးတို့အဲတန်ဖိုးမထားတာမျိုးတို့အာလက်လူရှုတာမျိုးတော့လာမလုံးနဲ့တလားအဲ့လိုမျိုးတက်လုံးလိုက်လို့ရှင်ရှင်တို့ တကယ်ကိုတတ်မှုရှိတဲ့အမျိုးသမီးရှင်တို့ကိုအရန်ချစ်ပေးတဲ့အမျိုးသမီးရှင်တို့အတွက်အကောင်းပေးတဲ့အမျိုးသမီးဘာဘယ်နေရာမဆိုအကောင်းကြီးပဲပေးနေတဲ့အမျိုးသမီးတွေကိုဆုံးရှုံးရတတ်တယ်။အဲ့တော့မိမတိုင်းကလေသူတို့ချစ်တဲ့သူတွေပဲသူတို့ကဈေးပေါ်တာလူတိုင်းနဲ့ဈေးပေါ်တာမဟုတ်ဘူး။စိုက်တဲ့သူကိုမင်းအဲဥမာအမျိုးသမီးတယောက်ကအရန်လှတယ်အရန်စမတ်ကြတယ်အရန်ချောတယ်အရန်တော်တယ်အရန်တတ်တယ်။သူ့ကို propose လုပ်တဲ့လူတွေကလည်းအများကြီးပဲ။ ဒါပေမဲ့အဲ့ဒီအမျိုးသားတိုင်းအတွက်သူဈေးပေါနေရမှာဟုတ်ဘူးသူချစ်တဲ့အမျိုးသားတစ်ယောက်တည်းအတွက်ဒါသူကဈေးပေါပြီးသူချစ်တဲ့အမျိုးသားတစ်ယောက်အတွက်ဒါသူကအာစေတနာမြတ်တာအရာရာပေါ့ကွာအဲပေးဆက်နေတဲ့တမျိုးကလေအဲ့ဒါကဟိုရှင်တို့ချစ်နေလို့ရှင်တို့ဖြစ်နေလို့ရှင်ဖြစ်နေလို့အဲ့လိုမျိုးပေါ့အဲ့တွက်ကြမလို့အဲ့လိုအမျိုးသမီးရှင်တို့တွေ့ခဲလို့ရှင်ရင်တော့တန်ဖိုးထားပါနော်ဘရော့ခါမှာ အဲ့ဒီအမျိုးသမီးရဲ့ဒီအမျိုးသမီးကဈေးပေါ်လိုက်တာဒီအမျိုးသမီးကငါ့အတွက်အလုံလို့ရလိုက်တာဆိုတော့စိတ်မျိုးနည်းနည်းလေးတော့စိတ်မကူနဲ့အဲ့အမျိုးသမီးကရှင့်အတွက်ပဲဈေးပေါ်နေတာပါလို့နော်အဲ့လေးပဲပြောချင်တူကားတယ်ကျွန်တော်ညီမပါဗျာတဲ့သူကအဲ့လိုပဲလေဘယ်လိုပြောမလဲနားလဲပေးကြပါနော်အန်အော်လို့မဆုံးချစ်မပြောပြမယ်ချစ်မကိုရီးယားလေချစ်မရဲ့ comment အောက်မှာလဲလာမမှတ်တယ်လို့ TikTok လည်းမသုံး TikTok သုံးတဲ့အကိုလည်းချစ်မက block ထားတယ်ဘာလို့လဲဆိုအားနာလို့ သိလားအာနာလို့ကို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  block ထားတာဘာလို့လဲဆိုတော့အကိုကကြတော့သူပြောရင်ဘာသာရေးရယ်ဘာသာရေးအကြောင်းရယ်ပြီးလို့ရှိရင်ဘဝတူတရစေတဲ့ဟာရယ်ပြီးရင်အင်္ဂလိပ်စာအင်္ဂလိပ်စာနဲ့ပတ်သက်ပြီး speaking ပိုင်းဒီဝဘာသာနဲ့ဒီမြန်မာဂျာထဲမှာဝဘာသာဝလို့ဘယ်လိုပြောလဲအဲ့လိုမျိုးပြောတဲ့သူသူကအဲ့သူသူ follower နဲ့သူတသက်ရှိတယ်သူ follower လည်းများတယ်အဲ့ဒါအကိုရဲ့အကောင့်အဲ့အကိုအကောင့်ကိုကျွန်မ တက်လာလို့ရှင်ကျမကျတော့အိမ်ထောင်ကြီးအကြောင်းပြောတော့တခါတလေနားမထောင်အသက်ဟာတွေပါတက်လို့ကျမကျမအကို block ထားတယ်ကျမအမတွေလည်းထုံနေတော့လကောင်းကျမတို့အမတွေကကျတော့မတော်ဘူး TikTok ကိုလောမမတော်ဘူးသူတို့တုံးတာ WeChat Viber Telegram Facebook အလောက်ပဲတုံးတာကျမကကျတော့ Facebook မတော်ဘူးအာဒီ TikTok ကိုတုံးဖြစ်တယ်နော်အဲ့တော့ရှင်ကဘယ်ကနေကျမအကိုဝင်လောက်ရတာတော့အဲ့အော်လုံးစုံလူတွေကလည်းလေကျမပြပြမယ်အခုခက်ကအာချောင်းလို့ရတဲ့ခင်မဟုတ်တော့ဘူးနော် အကောက်မှလေးပုံမပေါ်မပါဘူးအာနမည်မပါဘူးဖုန်းနံပါတ်မပါဘူးဆိုမှလေသူများကပြောချင်တယ်ပြောလို့မရဘူးရှင်တို့ရဲ့အကောက်ကိုထောက်ထောက်ပြီးတော့ဟိုစုံစမ်းခတ်လို့ရတဲ့ခစ်ဖြစ်သွားပြီအဲ့တော့ဗယံပါရာကိုလေသူများအချိန်ကုန်မခံချင်လို့တာဒီလိုမျိုးကို့အကောက်တွေလိန်ခံရတယ်ကို့ဟာတွေနဲ့လို့ဆိုတော့သူများအချိန်နေငွေတွေမကုန်ခံချင်လို့တာမလုပ်တာကို့ကိုကိုအာဒီဖုန်းနံပါတ်နဲ့ဖောက်ထားပြီးလိန်လို့ရတယ်လို့တော့သာလားမလုပ်နဲ့ကျမဆိုရင်တော့ကျမကတော့အကုန်ခံ ငွေကုန်ခံလူကုန်ခံပြီးကျမစိတ်အနှောက်ရှက်ဖြစ်တော့ကျမလိုက်မှာကျမအဲ့လိုမျိုးလူအဲ့တော့တချို့လူတွေရဲ့ကျတော့မလိုက်ဘူးအချိန်ကုန်ငွေကုန်ခံလို့တချို့လူကကျတော့အာယုံနဲ့မခံဘူးကျမကျတော့အရန်ဆိုးွားခဲ့လို့ရှိရင်ကျမအတွက်ဆိုးွားတဲ့အရာဖြစ်ခဲ့လို့ရှိရင်ကျမကလိုက်မှာပဲပတ်စံကုန်ခံပြီးကျမလိုက်မှာဘသူပဲဝါပဲအေးရနေဆိုကျမလိုက်ပြီးမှကျမအေးယူတင်ယူမှာဒါပေမဲ့ရှင်ပြောတာဒါကြုံလို့ပြောပြတာပေါ့ရှင်ပြောတဲ့ဟာကတော့အဲ့လောက်ထိအေးယူရမယ့်ဟာမဟုတ်ဒါပေမဲ့အာမချောင်တဲ့ ကျမကိုရီးယားရှင်တို့လိုအဲ့လိုမျိုးဗီယမ်မရာသူများကောမအောင်မလိုက်လက်မမှတ်ဘူးเนาะ